အခုတင်ဆက်ပေးမယ့်သတင်းကတော့ယူဘာလိရှန်မီယာဖြစ်တာကစီးမားတဲ့အောင်မြင်မဟုတ်ဘူးလို့မန်ယူနီပြပြကြားလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။မန်ယူနီပြအမုံရင်ကစပောင်းအနိုင်ရပြီးတော့ယူဘာလိရှန်မီယာဖြစ်ခဲ့ရင်တောင်မှဒီရသည့်အတွက်စီးမားတဲ့အောင်မြင်မှုရတာမျိုးမဟုတ်ဘူးလို့ပြကြားခဲ့ပါတယ်။စပါနယ်ပွဲအတွက်ပြုလုပ်ခဲ့တဲ့ပွဲသူသတင်းစာရှင်းလင်းပွဲမှာအီမိုရင်ကပူလပွဲမှာအနိုင်ရဖို့အတွက်ကမန်ယူအတွက်လိုအပ်ချက်တစ်ခုဖြစ်တာမှန်ပေမဲ့ချန်ပီယံဖြစ်ခဲ့ရင်နောက်မှာအသင်းအတွက်ကြီးမားတဲ့အာမေမှုမျိုးမဟုတ်ဘူးလို့ပြောကြားခဲ့တာပါ အင်မိုရင်ကမန်ယူလိုအသင်းအတွက်ပရီးမီးယားလိနဲ့ရှန်ပီယံလိမှာရှန်ပီယံဖြစ်ဖို့ဆိုတာကအထူးကြကြတဲ့လိုအပ်ချက်ဖြစ်ပြီးအဲ့ဒီဟီမန်ချက်တွေဖြစ်စီပေးနိုင်ဖို့ကသူ့ရဲ့တာဝန်ဖြစ်တယ်လို့ခံယူထားတာကြောင့်အသင်းကိုပရီးမီးယားလိနဲ့ရှန်ပီယံလိမှာရှန်ပီယံဖြစ်အောင်ဆက်ဆောင်ပေးနိုင်ဖို့အတွက်ပြည်ပတည်ဆောက်မှုတွေလှုပ်ဆောင်သွားမယ်လို့လည်းကြေညာခဲ့ပါတယ်ပိုင်းနဲ့ကစားမယ်မင်းရွေသေးမှာတရားကနေပဲတတလာတဲ့ဒန်နီယိုတို့ဒါလော်နဲ့စစ်စီတို့ပေါမကစားနိုင်မယ်လို့သိရပါဗျ။ဒီသတင်းကိုတော့ညင်းချမ်းဝါပြီးပို့လာပါဗျ။ thank you